အားလုံးမင်္ဂလာပါအောင်းရင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့လာမယ့်9နှစ်အတွင်းတင်ချမ်းသာကြော်ဝခြင်းကျွမ်းကျင်ရမယ့်အရေးချင်း15ချက်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အခုလာမယ့်9နှစ်အတွင်းမှာငွေကြေးရအောင်မြင်ပြီးပြည်စုံတဲ့ဘဝကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ကျွမ်းကျင်ရမယ့်အရေးချင်း15ခုကို စိတ်အားတက်ကြွစွာနဲ့လွယ်လွယ်ကူကူရှင်းပြထားပါတယ်လာမယ့်9နှစ်အတွင်းမှာချမ်းသာခြင်းနဲ့ဆိုရင် ်သင်မှာဒီလိုအရေးချင်းတွေရှိနေရတယ်အဲ့ဒါတွေကတော့နံပါတ်1ပတ်စံကိုဘယ်လိုသုံးရမယ်ဆိုတာကိုသိအောင်လုပ်ပါကိုယ်ဝင်ငွေကိုဘယ်လိုစီမံခန့်ခွဲမလဲဘယ်မှာရင်းနှီးမြှုပ်နှံမလဲချေးငွေတွေကိုဘယ်လိုကင်တွယ်မလဲဆိုတာနားလည်အောင်လုပ်ရအောင်ပတ်စံကိုကိုကမပိုင်ရင်ပတ်စံကကိုကိုပိုင်သွားလိမ့်မယ်ပညာရှိရှိသုံးတတ်ရင်ပတ်စံကတင့်ရဲ့အစီကံဖြစ်လာလိမ့်မယ်ပတ်စံမရှိရင်တင့်ရဲ့လွတ်လပ်မှုတွေအားလုံးဆုံးရှုံးသွားလိမ့်မယ် ပတ်စံကိုယူဆိုင်ပါဘတ်ဂျက်လောက်တာစုဆောင်းတာရင်းနှီးမြှုပ်နှံတာနဲ့ငွေကိုတိုးပွားအောင်ဘယ်လိုလုပ်အောင်လဲဆိုတာကိုလေ့လာပါဘလောက်ဝင်နေဆိုတာတဲ့ဘလောက်ထိန်းသိမ်းပြီးတိုးပွားအောင်လုပ်နိုင်လဲဆိုတာကပိုအရေးကြီးပါတယ်နံပါတ်1ပြဿနာဖြေရှင်းနိုင်စွမ်းရှိရမယ်တခြားလူတွေလက်လျှော့သွားတဲ့အခါအဖြေရှာပေးနိုင်တဲ့သူဖြစ်ပါသည်တကယ်ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့သူတွေစီကို ပတ်စံဒီစီးဝင်လာတတ်တယ်။ဘဝမှာရောလုပ်ငန်းဝင်မှာရောကြုံလာတဲ့အခက်အခဲတွေကိုဘလို့ထိထိရောက်ဖြေရှင်းမလဲဆိုတာသိရမယ်။ပြဿနာတိုင်းမှာအခွင့်အရေးဆိုတာရှိတယ်။ပြဿနာတွေကို ဖြေရှင်းနိုင်လေလေတင့်အတွက်တန်ဖိုးရှိတဲ့အခွင့်အရေးတွေပိုပေါ်လာလေလေပဲ။နံပါတ်3တီချွင်ဖန်တီးနိုင်စွာရှိရမယ်။အသည့်အစမ်းတွေစဉ်းစားတတ်ဖို့ရှိပြီးသားအရာတွေကိုပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာ တွေးတတ်ဖို့လိုတယ်။လောကကြီးကအမြဲပြောင်းလဲနေတယ်။သင်လည်းပြောင်းလဲမှုနဲ့အတူလက်ရောညီထွေတီထွင်ဖန်တီးနိုင်မှရှိရောင်းမယ်။လုပ်ငန်းတစ်ခုဓမ္မမဟုတ်ဘေးရွက်အလုပ်တစ်ခုခုကိုဘလို့စပြီးတိုးတက်အောင်လုပ်ရမလဲဆိုတာသိအောင်လုပ်ပါ။ကိုပိုင်အလုပ်တစ်ခုကိုတီထောင်တာကချမ်းသာမှုစီကိုအမြန်ဆုံးရောက်စေတဲ့လမ်းပဲ။နံပါတ်၄ဆက်သွယ်ပြောဆိုနိုင်စွမ်းရှိရမယ်။ရှင်းရှင်းလင်းလင်းပြောတတ်ရေးတတ်အောင်လေ့ကျင့်ပါ။ ကိုယ့်ရဲ့အကြံဉာဏ်တွေကိုလူတွေမှတ်မိအောင်လုပ်ပါရှင်းရှင်းလင်းလင်းပြောတတ်ရင်အခွင့်အရေးတွေပွင့်လာမယ်ဝေဝါးနေခွင့်လန်းတွေပိတ်သွားမယ်သူများနဲ့ကောင်းကောင်းမွန်မွန်စကားပြောတတ်ဖို့ကိုယ့်အတွေးခေါ်တွေကိုရှင်းရှင်းလင်းလင်းဖော်ပြတတ်ဖို့လိုတယ်လူတွေနဲ့ကောင်းမွန်စွာဆက်ဆံနိုင်မှသင်ရဲ့အကြံဉာဏ်တွေဟာအသက်ဝင်ပြီးအောင်မြင်မှုလမ်းစာပေါ်လာလိမ့်မယ်နံပါတ်5 data အခြေခံအသုံးပြချက်တွေချနိုင်စွာရှိရမယ် အချက်လက်တွေကိုနားလည်ပြီးအဲ့ဒီအချက်လက်တွေပေါ်မူတည်ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ရမယ်။ခံမှန်းခြင်းနဲ့မလုံးနဲ့အချက်လက်တွေကတင့်ရဲ့လမ်းပြချေပဲမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကတင့်ကိုချမ်းသာစေလိမ့်မယ်။နံပါတ်6 Digital နည်းပညာကျွမ်းကျင်မှုရှိရမယ်။ကွန်ပျူတာ၊အင်တာနက်၊ဆိုရှယ်မီဒီယာ၊ AI စတဲ့ Digital ကရိယာတွေကိုကောင်းကောင်းအသုံးပြုတတ်ဖို့လိုပါတယ်။ ဒီခေတ်ကြီးမှာဒီဂျစ်တယ်ကတင့်ရဲ့အခွင့်အရေးပဲမြေပညာကိုကျွမ်းကျင်လီလီတင့်ရဲ့အောင်မြင်မှုအခွင့်အလားညာလီလီပဲခေတ်ပေါ်ကရိယာတွေဖြစ်တဲ့ social media မြေပညာအခြေခံတွေနဲ့ AI artificial intelligence တွေကိုဘယ်လိုသုံးရမလဲဆိုတာကိုသိပါသည်လောကကြီးက digital ဖြစ်နေပြီ online ပေါ်မှာတင်မရှိရင်ဘယ်သူမှမသိနိုင်ဘူးနံပါတ်9တင်ယူလိုစိတ်နဲ့လိုင်ရောညီထွေရှိရမယ် အမြဲတမ်းအတိတ်တွေကိုတင်ယူဖို့စိတ်အားထက်သန်နေရမယ်အခြေအနေရဲ့ရက်ကိုလည်းလက်ရောညီထွေဖြစ်အောင်ဏိဒတ်ပညာဆိုတာသင်ရဲ့ဂျီနီမြုံနာမှုပဲအမြဲတမ်းတင်ယူနေရင်သင်ဘဝဘယ်တော့မှနောက်ကျမှာမဟုတ်ဘူးအမြဲတမ်းတင်ယူပါစာဖတ်ပါသင်တန်းတွေတက်ပါသိချင်စိတ်ရှိပါသင်ရဲ့အုံနောက်ကသင်ရဲ့အဖိုးအတန်ဆုံးပိုင်ဆိုင်မှုပဲနေ့တိုင်းသူ့ကိုအစာကျွေးပါနံပါတ်၈စိတ်ခံစားမှုထိ ंछ ုပ်နိုင်စွမ်းရှိရမယ် ိုယ်စိတ်ခံစားမှုတွေကိုနားလည်ပြီးအခြားသူတွေရဲ့စိတ်ကိုလည်းဖတ်တောက်အောင်လုပ်ပါဖိအားတွေအောက်မှာစိတ်တည်နေအောင်နေပါ ကိုယ်စိတ်ခံစားမှုတွေကိုရော သူများစိတ်ခံစားမှုတွေကိုပါနားလည်ပြီးကောင်းကောင်းထိန်းချုပ်ကင်တွယ်တတ်ဖို့လိုတယ်ချမ်းသာတဲ့သူတွေကညံကောင်းယုံခြင်းမကဘူးလူတွေကိုလည်းကောင်းကောင်းကင်တွယ်တတ်ကြတယ်စိတ်ခံစားမှုတွေကတင့်ရဲ့ခွားပဲအဲ့ဓာတွေကိုမှန်ကန်စွာအသုံးပြုတတ်ရင်တင့်ရဲ့အောင်မြင်မှုကိုအားဖြည့်ပေးလိမ့်မယ်နံပါတ် ခေါင်းဆောင်မှုအရေးချင်းရှိရမယ်။သူများကိုဥဆောင်နိုင်ဖို့စိတ်အားတက်ကြွအောင်လုပ်ပေးနိုင်ဖို့အဖွဲ့လိုက်အလုပ်လုပ်ရမှာဥဆောင်နိုင်ဖို့လိုတယ်။ချမ်းသာတဲ့သူတွေဟာအများအားဖြင့်ခေါင်းဆောင်တွေပဲ။သူတို့တွေကိုလမ်းပြပေးနိုင်ရင်သင်လဲလမ်းမှန်ပေါ်ရောက်လိမ့်မယ်။မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုမြန်မြန်ချပါ။မှန်ရင်းတဲ့ဆုံးဖြတ်ချက်တွေကတည်ယူပါ။အောင်မြင်တဲ့သူတွေကဆုံးဖြတ်တယ်လုပ်တယ်ပြင်တယ်ရှုံ့နေသူတွေကတော့စောင့်နေတတ် နံပါတ်30ရောင်းချခြင်းနဲ့ဈေးကွက်ရှာဖွေခြင်းလုပ်တတ်ရမယ်။ကိုယ့်ရဲ့ကုန်ပစ္စည်းဓမ္မမဟုတ်ဝန်ဆောင်မှုတွေကိုဘယ်လိုရောင်းချမလဲ။ဘယ်လိုလူတွေကိုဆွဲဆောင်မလဲဆိုတာသိရမယ်။ကုန်ပစ္စည်းတွေအကြံဉာဏ်တွေဓမ္မမဟုတ်အင်တာဗျူးတွေမှာကိုယ့်ကိုဘယ်လိုရောင်းချရမလဲဆိုတာကိုလေ့လာပါ။တန်ဖိုးရှိတဲ့အရာနောက်ပတ်စံကလိုက်လာတတ်တယ်။တန်ဖိုးရှိတာကိုလည်းကောင်းကောင်းပြောပြဓမ္မပတ်စံရမှာပါ။တင့်မှာဘလောက်ကောင်းတဲ့ပစ္စည်းပဲရှိရှိ ရောင်းတတ်မှပတ်စံဖြစ်မှာ။ ရောင်းတိုက်ရင်ဘာမှမဆိုဖြစ်နိုင်နံပါတ်7ကိုရဲ့ချိတ်ဆက်ခြင်းသိရမယ်ဉာဏ်ကောင်းတဲ့စူးစားတဲ့ကျင်နာတဲ့သူတွေနဲ့ဆက်ဆံရေးကောင်းတွေတိဆောက်ပါတင်းရဲ့ကိုရက်ကတင်းရဲ့တန်ဖိုးပဲကို့အတွက်အကျိုးရှိမဲ့လူပုဂ္ဂိုလ်တွေနဲ့ဆက်ဆံရေးကောင်းတွေထူထောင်နိုင်ဖို့လိုတယ်တယောက်တည်းဘရောမှမလုပ်ပါနဲ့ကိုရက်တွေကတင်းအတွက်ခွန်လန်းတွေကိုပိုကြီးမားစေလိမ့်မယ်နံပါတ်7အချိန်စီမံခံကွဲမှု နှုတ်တက်ရမယ်။သင်ရဲ့တနေ့တာကိုဘယ်လိုစီစဉ်ရမလဲ။သင်ရဲ့အချိန်တွေကိုဘယ်လိုကာကွယ်ရမလဲဆိုတော့ပြအောင်လုပ်ပါ။ချမ်းသာတဲ့သူတွေကအချိန်ဖြုံးတာမဟုတ်ဘူး။သူတို့ကအချိန်ကိုပြန်ဝယ်ကြတယ်။ကိုယ့်ရဲ့အချိန်တွေကိုထိထိရောက်ရောက်ဘယ်လိုအသုံးပြုရမလဲဆိုတော့ပြရမယ်။အချိန်ဆိုတာပတ်စံတဲ့တန်ဖိုးရှိတယ်။အချိန်ကိုကောင်းကောင်းအသုံးချတတ်ရင်သင်ရဲ့အနာဂတ်ကလုံခြုံလိမ့်မယ်။နံပါတ်7ကျင့်ဝတ်နဲ့ဂုဏ်သိက္ခာရှိရမယ်။မှန်ကန်တဲ့စီရင် စီကန်းတွေနဲ့လုပ်ငန်းဆောင်တာတွေကိုလုတ်ကင်တက်ဖို့လိုတယ်။ရိုးသားဖြောက်မှတ်ဖို့လိုတယ်။အောင်မြင်မှုဆိုတာတညာတည်းနဲ့မရဘူး။မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရိုးသားစွာရှောက်နှမ်းမှရည်ရှိတည်နှံ့မယ်။နံပါတ်၄ဇွဲရှိမှုနဲ့ခံနိုင်ရှိမှုရှိရမယ်။အခက်ခဲတွေနဲ့ကြုံလာတဲ့အခါအရှုံးမပေးပဲဆက်ကြိုးစားနိုင်ဖို့လိုတယ်။အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့မရဘူး။လဲကြတိုင်းပြန်ထနိုင်မ သင်ရဲ့အိမ်မက်တွေအကောင်အထည်ပေါ်လာလိမ့်မယ်။နံပါတ်5စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိရမယ်။ဖီအားတွေကြားထဲမှာစိတ်တက်မကြဘဲစိတ်ကိုခိုင်မာအောင်ထားနိုင်ဖို့လိုတယ်။သင်ရဲ့စိတ်ကသင်ရဲ့အကြီးအမားဆုံးလက်နက်ပဲ။စိတ်တက်ခိုင်မာရင်ဘလို့အခက်အခဲကိုမဆိုကျော်ဖြတ်နိုင်လိမ့်မယ်။သင်ဟာချမ်းသာတဲ့မိသားစုကနေမွေးဖွားလာစရာမလိုပါဘူး။ချမ်းသာတဲ့သူတွေလိုတွေးတက်ဖို့ဉာဏ်ရှိရှိလှုပ်ဆောင်တတ်ဖို့ ਨੇ ကိုယ့်ကိုပြင့်တင်မှုဘယ်တော့မှမရက်တမ်းဖို့ပဲလိုတာပါဒီအရေးချင်းတွေကိုလာမယ့်၅နှစ်အတွင်းတစ်ပြေးပြေးချင်းလေ့လာသင်ယူပြီးကျင့်သုံးသွားမယ်ဆိုရင်ချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်ဖို့အခွင့်အလမ်းပိုများလာမှာဖြစ်ကြပါတယ်စူးစမ်းရင်ဖြစ်လာမှာပါစိတ်တက်မကြပဲဆက်စူးစမ်းပါဒီအရေးချင်း၅ခုကိုမွေးမြူလိုက်ပါ၅နှစ်အတွင်းသင်ရဲ့ဘဝကဒီနေ့နဲ့ဘလို့မှမတူတော့တဲ့အစာပေါင်းများစွာပိုကောင်းလာပါလိမ့်မယ် အစဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောဆယ်ကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုဒီချိန်နှိပ်ပေးထားပါလို့မြစ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစီခြင်းပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.